ချစ်တော်ညီကိုမောင်မတော်အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်။တာယာတော်နေ့လေးမှာယေရှုနာမအားဖြင့်အားလုံးကိုဖိတ်ခေါ်ပါတယ်။ကောင်းချီးပေးပါတယ်။အသက်ရှင်တဲ့နှုတ်ဘတော်ကိုကြားနာခံယူဖို့ရန်အတွက်အားလုံးကိုယေရှုနာမအားဖြင့်ဖိတ်ခေါ်တယ်လို့အအိုးဆုံးစိတ်နှလုံးပြင်ဆင်လက်ကျွန်တော်တို့အတူတူကဆုတောင်းကြဖို့ရန်အတွက်ပြောကြားချင်ပါတယ်။စိတ်နှလုံးပြင်ဆင်လက်အတူတူကဆုတောင်းကြပါစို့။ ကောင်းခင်ပိုချေထာဝရမြတ်စွာဘုရားကျေးဇူးတော်ချီးမွမ်းနေယနေ့တိုင်အောင်အသက်ရှင်ခွင့်ပေးထားဒီတို့မကအသက်ရှင်တဲ့နှုတ်ဘက်တော်ကိုနေ့ရက်စင်တိုင်းခါမဲ့ကြားနာခံယူခွင့်ရသေးတဲ့အတွက်ကျေးဇူးတော်ဂုဏ်တော်ပေါင်းကိုချီးမွမ်းပါတယ်ကျွန်တော်ရဲ့အသက်တာမှာအပြင်လောကမှာစိုးရိမ်ထိတ်လန့်စရာတွေအများကြီးကြားနေရပေမဲ့ကြုံတွေ့နေရပေမဲ့ဖယားသခင်ဒီကျွန်တော်တို့ကိုယနေ့တိုင်အောင်အတူပါရှိပေးနေပြီးကွဲကားပဲ့ပြင်ဆောင်မနေတယ်ဆိုတော့အကျွမ်းမဲ့ယုံကြည်ပါတယ်ဟာလေလုယား ဒါကြောင့်အခုချိန်မှာလဲကိုရောရှိတော်မောင်မှာရောက်ရှိလာပြီးကိုရောကျွန်တော်တို့ပြောမဲ့စကားတော်ကိုပြန်လဲခံယူဖို့ရန်အတွက်ရောက်ရှိလို့လာပါပြီကိုရောတန်ရှင်တော်ဝိညာဉ်တော်ဖရားကြီးကျွန်တော်တို့ခေါ်ကြတဲ့သူရောကြားနာတဲ့သူရောတက်တာမှာတကယ်ပဲထိမိ၍တိဆောက်စရာနှုတ်ကပတ်တရားသီတနာဖြစ်စီပါမိကြောင်းအချိန်တိုင်းကိုကိုရောလက်တော်ထဲအနန္တဆုတောင်းတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းကြပါ၏အဖဖရားသခင်အာမင်ကျေးဇူးတော်ကုန်းတော်ပေါင်းကိုချီးမွမ်းပါရစေ။ချစ်တော်ညီကိုမောင်တော်မတို့ဒီကနေ့ အားလုံးနဲ့ဝင်ငါခြင်းတဲ့ကောင်းစဉ်လေးကတခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းမှပေးလာတဲ့ကျွန်တော်တို့အတွက်အကျိုးကျေးဇူးများဆိုတဲ့အပိုင်းတစ်ကိုဝင်ငါခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့တခင်ယေရှုခရစ်တော်ထမြောက်တယ်လို့ပြောလိုက်တဲ့အခါမှာကျွန်တော်တို့နဲ့ဘာမှမဆိုင်တယ်လို့တချို့ကအဲ့လိုခံယူကြတယ်။တခင်ယေရှုခရစ်တော်ထမြောက်တာတော့သူထမြောက်ယေရှုထမြောက်တာတော့သူထမြောက်တာငါနဲ့ဘာဆိုင်လို့လဲ။အဲအဲ့လိုမျိုးပေါ့နော်။ဒါကြောင့်ဒီအကြောင်းကိုကျွန်တော်တို့တပတ်လောက်အချိန်ယူပြီးမှတရက်ကိုနည်း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 ဝင်ငါသွားချင်ပါတယ် သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားတာငါ့အတွက်ဘာအကျိုးရှိလဲကျွန်တော်ကျမတို့အတွက်ဘာအကျိုးထီရောက်မှုရှိတယ်လဲအဲ့ဒီရာကိုကျွန်တော်တို့အပိုင်းအများကြီးခွဲမှတရက်ကိုတစ်ချက်လောက်ဝင်ငါသွားမှာသွားမှာဖြစ်ပါတယ်ဆိုဆိုတော့ဒီကနေ့အဓိကဝင်ငါခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကနေပေးလာတဲ့အကျိုးကျေးဇူးပထမတစ်ချက်ကတော့လူတွေကြောက်ရွံ့ထိတ်လန့်နေတဲ့တေချင်းတရားကို အောင်မြင်ခွင့်ရခြင်းဖြစ်ပါတယ်ဗါတယ်လေ ကျွန်တော်တို့အင်မတန်ကြောက်နေတဲ့တေချင်းတရားကိုတခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကျွန်တော်တို့ကြောက်စရာမလိုတော့တဲ့အကျိုးကျေးဇူးကို လူတိုင်းလူတိုင်းခံစားရမှာဖြစ်ပါတယ်လူတိုင်းလူတိုင်းဆိုတာကတော့ယုံကြည်လက်ခံတဲ့သူမှပေါ့နော်ယုံကြည်လက်ခံတဲ့သူတိုင်းသူတိုင်းခံစားရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်သွားပြီဆိုကြတဲ့ကသူ့ကိုယုံကြည်တဲ့သူအားလုံးအားလုံးဒီသူ့လူမျိုးရှင်ပြန်ထမြောက်မယ်ဆိုတာကျွန်တော်တို့ တမကျင်းစာထဲမှာအတိလင်းဖော်ပြထားတာရှိပါတယ်တစ်ကောခန်းကြီး15အငယ်20ထပ်ခါပြောမယ်နော်တစ်ကောခန်းကြီး15အငယ်20ယခုမူကခရစ်တော်သည်တေခြင်းမှထမြောက်တော်မူ၍အိပ်ပျော်တော်သူတို့တွင်အိုးတီတော်အတီဖြစ်တော်မူပြီတဲ့ဒီနေရာမှာဖော်ပြခြင်းနဲ့အိုးတီတော်အတီဆိုတာဘာကိုဆိုလိုတာလဲရှင်းပြမယ်တစ်ပင်တစ်ပင်မှာအတီးပင်ပြောတာနော်အတီးပင် အသီးပင်တပင်မှာပန်းတွေပွင့်နေပြီးအသီးတီးတော့မယ်နော်အသီးတီးတော့မယ်ဆိုဆိုတဲ့နေရာမှာတိပင်တပင် လုံးမှာပထမအူဆုံးတီးလာတဲ့အသီးအာတီးလို့လို့မှာဆိုလို့ရှိရင်ပထမအူဆုံးမဲ့လာတယ်လို့ရေးတယ်ပထမပဲတီးတီးပထမပဲမဲ့မဲ့ပထမအူဆုံးတီးလာတဲ့အသီးတလုံးဟာကြည့်ချင်းအဖြစ်တခြားပွင့်ထားတဲ့ပန်းတွေမှာလဲအသီးတွေဖြစ်လာမယ်ဆိုတော့ကျွန်တော်နားလေရတယ် ထို့တိုင်းပဲပထမအိုးဆုံးမဲ့တဲ့အတီးတလုံးမဲ့လာပြီဆိုတာနဲ့တခြားအတီးတွေလည်းသူ့လိုမျိုးလိုက်ပြီးမှမဲ့လာမယ်အတီးတွေမဲ့လာတော့မယ်ဆိုတာအားလုံးယုံကြည်စိတ်ချရတယ်ဒီတိုင်းပဲတခင်ယေရှုခရစ်တော်ဒီလူသားတိခံပြီးမှလူသားထဲမှာပထမအိုးဆုံးရှင်ပြန်ထမြောက်တဲ့တခင်ဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်သူ့ကိုယုံကြည်လက်ခံတဲ့သူတိုင်းဟာလည်းတချိန်ကျရင်အေကံမုချသူ့လိုထမြောက်ရှင်ပြန်ထမြောက်မယ်ဆိုတာကျွန်တော်တို့နားလည်ရပါတယ်အဲ့လိုကျွန်တော်တို့သိရပါတယ်အဲ့ဒါကျွန်တော်တို့လူသားတိုင်းတွေအတွက်တည်င်းကောင်းအကျိုးတက်ရောက်မှုတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တည်ချင်းတရားကိုတအားကြောက်တယ်လေတီချင်းတရားကိုကြောက်တယ်ဟိုပါလေကျွန်တော်တို့လူလက်တန်းစားမရွေးလူလူမျိုးပါတာမရွေးကျွန်တော်တို့တီချင်းကိုကြောက်ကြတယ်မဟုတ်ဘူးလား အာကျွန်တော်ပြောပြမယ်ဟိုပါလေလမ်းဘေးမှာတောင်းစားနေတဲ့တောင်းစားလဲတရေကြိုင်တီမာကိုသူကြောက်တယ်။အိုးအမိဆုံးမှာနေတဲ့တဖေးသား company boss company လောပန်းကအစသူလဲတီတက်ပါတယ်။ဆိုတော့လူလောကမှာအလွာပေါင်းစုံရှိပေမဲ့သူညီတဲ့အရာတစ်ခုကတော့လူတိုင်းလူတိုင်းတီတက်တယ်ဆိုတာကိုကျွန်တော်နားလည်ရတယ်။လူတိုင်းလူတိုင်းတီတက်တဲ့အရာကိုဘယ်သူမှလွန်ဆန်လို့မရဘူး။မွေးတနေ့တီတနေ့ရှိကိုရှိပါတယ်လူတိုင်းလူတိုင်းမှာ။ ဲ့ဒါကြောင့်လဲလူတိုင်းကတည်ခြင်းတရားကိုကြောက်ကြတယ်။ဒါပေမဲ့သခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကနေဘယ်လိုမျိုးတည်င်းကောင်းတည်လာလဲဆိုတော့သခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းဟာအဲ့ဒီတည်ခြင်းတရားကိုကြောက်စရာမလိုတော့ဘူးဆိုပြီးတော့မှတည်င်းကောင်းတည်လာတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သခင်ယေရှုခရစ်တော်ဒီတည်ခြင်းကိုအောင်မြင်တဲ့ဖရာဖြစ်တယ်ဆိုတာကျွန်တော်တို့တမန်ကျမ်းစာအရာသိရတယ်။သခင်ယေရှုခရစ်တော်ဟာတည်ပြီးတော့မှရှင်ပြန်ထမြောက်ခဲ့တဲ့ ဖယားသခင်ဖြစ်တဲ့တေချင်းကိုအောင်မြင်တဲ့ဖယားသခင်ဖြစ်တယ်ဆိုတာဟေဒီယောရာစာခန်းကြီးနှစ်ငယ်၁၄၅မှာဖော်ပြတာဖတ်ပြချင်ပါတယ်ဟေဒီယောရာစာခန်းကြီးနှစ်ငယ်၁၄၅မှာဘလို့ဖော်ပြထားသလဲဆိုတော့ခရစ်တော်ဒီအသေးခံတော်မူသောအဖြစ်တေချင်းတရားကိုအစိုးရတော်သူတီးဟူတော်မာနဤတကိုးကိုချိုးဖက်ဖြစ်စည်းခြင်းက၎င်းတေဘေးကိုကြောက်ရွံ့တသက်လုံးကြုံခံရတော်သူတို့ကိုကယ်လွတ်ခြင်းက၎င်းထိုသူငယ်တို့နီးသူအသွေးအသားကိုဆောင်ယူတော်မူ၏တဲ့ သခင်ယေရှုခရစ်တော်ဖခင်ကကျွန်တော်လောကလူသားတိုင်းရဲ့အပြစ်ကိုကယ်လွတ်ဖို့ရန်အတွက်လဝါးကားတိုင်းမှာအသေးခံပြီးတော့မှရှင်ပြန်ထမြောက်သွားတယ်လို့ရှိနေရ3ရက်မှလည်းအများကြီးပြောပြီးသွားပြီအခုပြန်ပြောမယ်နော်သခင်ယေရှုခရစ်တော်ကတည်ခဲ့တယ်ကျွန်တော်လောကလူအပြစ်တွေအတွက်စီရင်စီရင်ခံပေးခဲ့တယ် တေရမှာကတင်နဲ့ကျွန်တော်ကျွန်တော်တို့အများကြီးအာကုသူတွေလှုပ်ထားလို့တေရမှာကျွန်တော်တို့လေဒါပေမဲ့ကျွန်တော်တို့လှုပ်ထားတဲ့အာကုသူအပြစ်အလုံးကိုတခင်ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာကိုစားအတိခံသွားတယ်ဒီလိုပဲတေရွားပြီလားဆိုမဟုတ်ဘူးသုံးရက်မြောက်တော့နေ့မှာတေချင်းကိုအောင်မြင်ပြီးမှရှင်ပြန်ထမြောက်သွားတယ်ဆိုတော့သူဒီတေချင်းကိုအောင်မြင်ပြီးရှင်ပြန်ထမြောက်သွားတဲ့အတွက်ကြောင့် သူ့ကိုယုံကြည်တဲ့သူအားလုံးအားလုံးဟာလည်းတရေကြရင်သူ့လိုမျိုးရှင်ပြန်ထမ်းမြောက်မယ်ဆိုတာကျွန်တော်တို့ကိုအာမခံချက်ပေးခဲ့ပါတယ်။အဲ့ဒီအာမခံချက်ကဘယ်မှာရှိလဲဆိုတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7အငယ်25မှာဖြစ်ပါတယ်။ဖတ်ပြောမယ်နော်။ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7အငယ်25မှာဖြစ်ပါတယ်။ယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏။ငါကိုယုံကြည်တော်သူသည်တေလွန်တော်လဲရှင်လိမ့်မည်။ ။သခင်ယေရှုခရစ်တော်ကပြောတာပြက်ပြက်တတပဲ။ငါကတော့တည်ပြီးပြီးရှင်လက်ရှင်ခဲ့တယ်တဲ့။တည်ခြင်းကိုအောင်မြင်တဲ့ဖရာဖြစ်တယ်တဲ့ငါက။ဒါကြောင့်ငါ့ကိုယုံကြည်တဲ့သူတိုင်းလဲတဲ့။တရေကျရင်တည်တည်ခဲ့ရင်တော်မှတဲ့။တရေကျရင်တည်ခဲ့ရင်တော်မှငါ့လိုမျိုးပဲရှင်ပြန်ထမြောက်လိမ့်မယ်တဲ့။ဟာလေလုယာ။ဒါကြောင့်ခရိယံယုံကြည်သူတွေလေ။တမန်တော်ကိုနားလည်တဲ့သူကတည်မှာကိုမကြောက်ကြတော့ ။များသောအားဖြင့်လူတိုင်းလူတိုင်းတေမာကိုကြောက်ကြတယ်။ဒါပေမဲ့ခရိယံယုံကြည်သူမှာမတူတဲ့တမှုထူးခြားတဲ့တတိတမျိုးရှိတယ်။အဲ့ဒါကတော့တေချင်းတရားကိုဟိုသူများလူမျိုးကြောက်ပေမဲ့သူ့မှာနစ်သိမ့်မှုတစ်ခုရှိတယ်။အဲ့ဒါကတော့ကြောက်စရာမလိုဘူးဆိုတဲ့ဖယားသခင်ရဲ့ အာမခံချက်တစ်ခုရှိနေတယ်။ဘာကြောင့်လဲဆိုတော့ခရစ်ယာန်ယုံကြည်သူတွေကယေရှုခရစ်တော်ကိုယုံကြည်မယ်ဆိုလို့ရှိရင်ရှင်ပြန်ထမြောက်မယ်။အာတေတာနဲ့ကျွန်တော်ဝိညာဉ်ကကောင်းကင်မှာရောက်မယ်။အဲ့ဒီကောင်းကင်မှာရောက်နေတဲ့ဝိညာဉ်ကသဘိုးမုတ်တဲ့ခါမှာကိုတည်နေတဲ့နေရာမှာရောက်လာရင်မှအဲ့ဒီခန္ဓာကိုယ်ကပြန်ထလာမယ်ဆိုတာကျွန်တော်အကျွင်းမဲ့ယုံကြည်ရတယ်။ဟာလေလုယာဒါကြောင့်ခရစ်ယာန်ယုံကြည်သူတွေရဲ့ဒီပါလေအာဇာပနာအဒူပါတွေမှာတစ်ချက်သွားလေ့လာကြည့်ပါ။လေ့လာကြည့်ဖို့တဲ့သူလည်းတိကောင်းတိမှန်တော့ အတုပတွေမှာဆိုလို့ရှိရင်ငိုကြွေးနေတာထက်တချင်းဆိုနေတာပိုများတယ်လက်ခုပ်တီးနေတာပိုများတယ်ဘာကြောင့်လဲအိမ်သူအိမ်သားနဲ့မိသားစုဝင်တွေကတားရက်ဆက်လို့လားသူတေမာကိုပျော်နေတယ်ဆိုတော့ဘာရည်တယ်တေစီချင်းလို့လားဒီမဟုတ်ပါဘူးတေသွားတယ်ဆိုတာ ခရီးယုံကြည်သူတွေရဲ့နဲ့သူဝိညာဉ်ကကောင်းကင်ရောက်သွားပြီဆိုတာသိနေလို့ဖြစ်တယ်။နောက်တစ်ခုကသူတေတယ်ဆိုတာကတေတယ်မဟုတ်ဘူးခရီးအတုပတွေမှာအာခရီးယုံကြည်သူတွေတေရင်လေဥပဒုပဒုဒေါ်ပဒုပဒုတေသွားပြီလို့မရေးဘူးမရေးဘူး ဘယ်လိုမျိုးရေးလဲဆိုတော့အိုးဘသူဘသူဒေါ်ဘသူဘသူကရစ်တော်နိုင်အိပ်ပျော်ဒီလို့ပဲရေးတာဘာကြောင့်အဲ့လိုရေးရလဲအာအမိသားစုတွေကိုနစ်သိမ့်စေခြင်းလို့အဲ့လိုလိန်ညာကြီးမှရေးရလားမဟုတ်ပါဘူးတမာကျန်းစာအရာသခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့အခါမှာတည်တဲ့အခါမှာတည်တဲ့ပုံစံမဟုတ်တော့ဘူးအနစ်တာရပြောင်းသွားတယ်နော်ပုံစံပြောင်းသွားတယ်မယုံကြည်သူတွေတည်တော့တည်တာပေါ့တစ်သက်လုံးတည်သွားပြီလေနော် ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုရင်တော့မှသူကငရဲပဲသွားမှာကိုသူအကုဒ်တို့ကြောင့်စီရင်ချင်းခံရမှာကိုမယုံကြည်လို့ဒါပေမဲ့တခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတယောက်ကသူ့ရဲ့အပြစ်မှန်တဲ့မြောက်ကိုယေရှုတေကိုစားတေပေးခဲ့တဲ့အတွက်ကြောင့်သူ့မှာအပြစ်မရှိတော့ဘူးကယ်တင်ရှင်ကိုယုံကြည်ခဲ့တဲ့အတွက်ကြောင့်တေတွားရင်လည်းပါဖြစ်လေအိတ်ပျော်တာနဲ့ပဲတူတယ်တဲ့တရက်ကြရင်ပြန်နိုးလာမယ်ဆိုလို့ချင်တာအရင်တော့ကကျွန်တော်တခါရှင်းပြဖို့တယ်လူတိုင်းလူတိုင်းအိတ်ပျော်မှာတိတ်မကြောက်ကြဘူး နော်ယောဂါရှိတဲ့သူဆိုရင်တော့တမျိုးပေါ့နော်ဟိုကြောင်ကချားဖြစ်တဲ့သူဆိုရင်ညအိပ်ရမှာလဲတချို့ကြောက်တဲ့သူရှိပါတယ်ဒါပေမဲ့ပါမန်လူတယောက်အနေနဲ့ညအိပ်ရမှာကိုမကြောက်ပါဘူးဘာကြောင့်လဲတနေကုန်အလုတ်လောက်တာမောတဲ့ခါမှာညမှာမျက်စိမိတ်မှာမေးပြီးတော့မှအိပ်ဆက်ခြင်းကသူ့ရဲ့ဘာဖြစ်လဲအာတကက်အနာယူခြင်းတမျိုးဖြစ်တယ်လေအိပ်ရမှာကိုလိုလိုလားလားအိပ်တဲ့သူတွေပဲလေယုံကြည်ဘာလဲယုံကြည်သူရောမယုံကြည်သူရောဟုတ်တယ်မလား အိမ်မောက်ကြောက်တဲ့သူရှိလားမကြောက်ဘာကြောက်လဲငါအိတ်လိုက်တာကအနာယူတာပြီးရင်မနေ့ပြန်မိုးလင်းလိုက်ရင်ငါနိုးလာမယ်ဆိုတာငါတိနေတယ်ဒါကြောင့်မကြောက်တာအိတ်လိုက်တာနဲ့တသက်လုံးအိပ်ပျော်သွားမယ်ဆိုရင်တော့ကြောက်ရင်လည်းကြောက်တတ်တယ်ဒါပေမဲ့အိတ်လိုက်တာနဲ့မနေ့ပြန်ငါနိုးလာမှာပဲဆိုတာတိလို့ဘယ်သူမှမကြောက်ကြဘူးအိတ်တာကလည်းဘာဖြစ်လဲအနာယူခြင်းဆိုတာတိနေလို့မကြောက်ကြဘူး ဒီအတိုင်းပဲချစ်တော်ညီကိုမှမတော်ခရိယံယုံကြည်မှုမှာအနစ်တာရကအဲ့ဒါပဲသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ကျွန်တော်တို့ဒီယေရှုခရစ်တော်ကိုယုံကြည်တဲ့သူဟာလဲခန္ဓာတည်တွားရင်လဲအိပ်ပျော်ခြင်းပဲဖြစ်သွားတယ်ဟာလေလုယာအိပ်ပျော်တယ်ဆိုတာကဘာကိုဆိုလို့ရလဲတရကျရင်နိုးလာမယ်နိုးလာမှာဒါကြောင့်သခင်ယေရှုခရစ်တော်ပြောတယ်လေရှင်ယောဟန်ခရစ်ယာန်ခန်းကြီး7:25မှာ ငါဒီထမြောက်ခြင်းကြောင့်တက်ရှင်ခြင်းကြောင့်ဖြစ်ငါ့ကိုယုံကြည်တော်သူဒီတေလွန်တော်လဲရှင်လိမ့်မည်တဲ့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့သူဟာဒီကနေ့တေခဲ့ရင်တော်မှအိပ်ပျော်ခြင်းပဲဖြစ်တယ်တဲ့အိပ်ပျော်ခြင်းဆိုတာဘာကိုပုံဆောင်လဲဆိုတရေကြရင်နိုးလာမှာတဲ့နိုးလာမှာဟာလေလုယာဒါကြောင့်ယုံကြည်သူခရစ်ယာန်တွေတေခြင်းတရားကိုသူများလိုမျိုးကြောက်တယ်ဆိုပေမဲ့သူများထက်ကတော့ကျွန်တော်တို့မှာနှစ်သိမ့်စရာရှိတယ်ခွန်အားရှိတယ်ကုံကုံပြောမယ်ဆိုသူချို့ယုံကြည်ခြင်းကောင်းတဲ့သူဆိုတေခြင်းတရားကိုကြောက်ကိုမကြောက်တာ โอเคငါတည်သွားရင်ငါဝိညာဉ်ချက်ချင်းကောင်းကင်ပရာတိတုဘုံမှာရောက်နေမယ်ငါရဲ့ကိုခန္ဓာကတော့ဒီမှာမြုပ်ခဲ့ပြီမယ်တည့်ရကြရင်တဘိုးခေအောင်မဟုတ်တဲ့ခါမှာငါဒီနေရာမှာပြန်ထမြောက်မယ်ငါပြန်နိုးလာမယ်ဆိုတော့ तू အကျွင်းမဲ့အကျွင်းမဲ့ယုံကြည်လက်ခံထားတယ်အဲ့ဒါဘာလဲဟိုဒါနာကြီးပုံပြင်လည်းမဟုတ်လေတကယ်တခင်ယေရှုခရစ်တော်ဂတိကဝတ်ပြုခဲ့တာလေတမန်ကျမ်းစာမှာအဲ့လိုမျိုးဖြစ်မယ်ဆိုတော့ကျွန်တော်တို့ကိုအာမခံချက်ပေးခဲ့တယ်ဒါကြောင့်ဒီကနေ့သူ့ကိုယုံကြည်နေတဲ့သူတွေအာမခံချက်ရှိတယ်ဟာလေလုယား အခုနောက်ထောင်ရတဲ့သူတွေထဲမှာမယုံကြည်တဲ့သူရှိတယ်ဆိုရင်အမြဲယုံကြည်ပါသခင်ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းတကူဟာတင့်အပေါ်မှာတက်ရောက်လာပါလိမ့်မယ်တင်းကတည်ခြင်းကိုကြောက်တယ်ဆိုလို့ရှိရင်လေယေရှုခရစ်တော်ကိုယုံကြည်ကြည်ပါတင်အာမခံချက်ရလာမယ်တည်ခြင်းကိုကြောက်စရာမလိုတော့ပဲဖြစ်လာမယ်အာမင်တကယ်တကယ်သခင်ယေရှုခရစ်တော်ကိုမိမိကိုယ်တိုင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းကခရိယန်တယောက်ဖြစ်ခြင်းကပတ်စံတပြားတစ်ချက်မှပြီးစရာမလိုပါဘူးတင်ရဲ့ဆုံးဖြတ်ချက်ပဲလိုပါတယ်ဆုံးဖြတ်ချက်ချမှပဲအဲ့ဒီကေတင်ခြင်းကတက်ရောက်လာမယ် 跟人去克多啊，都身边他喵逼嘛，挨滴都哥哥他开 BB，老大带我，久了就了样根咯，阿龙别开 BB，我我用几路线，你都点来点他喵们，你都改点新样们，都标要 BB，因为路得去啊没有，没有无数人闲话嘞，没也好过，底钱我随便嘛教你下嘛，教你带，大家新鲜看一下嘛，他我那对咩。 ဒါပေမဲ့နားထောင်ပြီးတော့မှနားလေပြီးတော့မှယုံကြည်ဆုံးဖြတ်တဲ့သူကတော့ကယ်တင်ခြင်းရမယ်ဆိုတာကျွန်တော်ကျမ်းစာအဖြစ်သိရပါတယ်။ဒါကြောင့်ခုနားထောင်နေတဲ့သူတွေမယုံကြည်သေးတဲ့သူရှိမယ်ဆိုရင်ယေရှုခရစ်တော်ကိုအမြဲယုံကြည်လက်ခံပါနော်အနည်းနာမှာအမှုတော်ဆောင်တရားရောက်ရှာရင်မှယေရှုကိုယုံကြည်လက်ခံခြင်းပါတယ်ဆိုတဲ့အကြောင်းပြောပါသူရှင်းပြလိုက်မယ်ဘယ်လိုလုပ်ရမလဲနောက်ပြီးတော့မှဟိုပါလေအနည်းအနာကအမှုတော်ဆောင်ရှာတဲ့သူမရှိဘူးဆိုရင်ဆရာကိုလာရှာပါနော်ကျွန်တော်ကိုလာရှာပါ โอเค messenger မှာတို့မို့တီးတက်အကောက်လာအဲ့မှာစကားလာပြောပါဖုန်းဆက်ပါရတယ်နော်လာပြောပါကျွန်တော်တို့ဆူတောင်းပေးလို့တပြားတစ်ချက်မှပေးကြမလို့အခမဲ့ဖြစ်တဲ့ကေတင်ချင်းကအခမဲ့တင်းရဆုံးဖြတ်ချက်တစ်ခုပဲပေးကြလို့လေပေးဆက်ချင်တင်းရဆုံးဖြတ်ချက်ချပါနဲ့ကေတင်ချင်းကတင်းတက်တာမှာတက်ရောက်လာမှာဖြစ်ပါတယ်လို့ပြောချင်တယ်နောက်ပြီးခုနားထောင်နေတဲ့ခရိယံယုံကြည်သူတွေကျွန်တော်တို့အသက်တာမှာဒီကေတင်ချင်းကိုတန်ဖိုးထားပါတန့်ရှင်းစွာအသက်ရှင်ပါဟန်ဆောင်ကောင်းတဲ့ခရိယံလိုမျိုးအသက်မရှင်ပါနဲ့ ခရစ်ခရစ်တော်ကိုယုံကြည်လို့ကယ်တင်ခြင်းရတယ်ဆိုတာကကျွန်တော်တို့တန်ဖိုးထားရမယ့်အရာဖြစ်တယ်နော်အသက်တာထဲမှာဟန်ဆောင်ကောင်းတဲ့ခရစ်ရလိုမျိုးအသက်မရှင်သွားပါနဲ့ဆိုရင်လည်းဒီကနေ့နှုတ်ကပတ်တော်ကိုအာနှိကုံချုပ်ချင်ပါတယ်ဒီကနေ့ဟောကြားသွားတဲ့ခေါင်းစဉ်ကသခင်ယေရှုခရစ်တော်ထမြောက်ခြင်းမှပေးလာတဲ့ကျွန်တော်တို့အတွက်အကျိုးကျေးဇူးပါတယ်ရှိလေဆိုတော့အပိုင်းတစ်ကိုဝင်ငါသွားတယ်အပိုင်းတစ်မှာတစ်ခုပဲဝင်ငါသွားတယ်တေချင်းတရားကိုကျွန်တော်တို့အောင်မြင်သွားတယ်โอเค တေချင်းတရားကိုအောင်မြင်သွားတဲ့အပြစ်တရားအပြစ်ကနေဖြစ်လာတဲ့တေချင်းတရားကိုအောင်မြင်ပြီးတော့မှကျွန်တော်တို့ဟာအာကေတင်ချင်းရတဲ့သူဖြစ်တယ်လို့ရှင်ပြန်ထောက်မြောက်မှာတရေကြရင်ခရစ်တော်လိုမျိုးကျွန်တော်တို့ရှင်ပြန်ထောက်မြောက်မယ်ဆိုတဲ့အကြောင်းကိုဝင်းကတော်တာဖြစ်ပါတယ်ဒီကနေ့နားဆင်သွားတဲ့အာယုံကြည်သူရောမယုံကြည်သူရောတန်ရှင်းတော့ဝိညာဉ်တော်အလင်းပေးပြီးတော့မှအလင်းရပါစေလို့ဆုတောင်းကောင်းကြီးပေးနေတဲ့ နှုတ်ကပတ်တော်ကိုဒီမှာပဲနေကုန်ချုပ်လိုက်ပါတယ်နားစင်ခံယူသွားတဲ့သူအရောက်ချင်းစီပတ်အရောက်ချင်းစီတိုင်းပေါ်မှာဘုရားရှင်တာ၍ကောင်းကြီးပေးပါစေတော့အာမင်